မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်။ငလင်ပေးတဲ့ပြည်သူတွေကိုစာနာတော်အဖြစ်ထိုးစစ်ခနာရဲမယ်လို့ NUG ကျင်းညာငလင်ပေးတဲ့အသင့်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအနေဖြင့်ထိုးစစ်ခိတရစရေးနဲ့အရေးပေါ်ကူညီများလှူဆောင်မယ်လို့အမျိုးသားညညရဲ့အစိုးရ NUG ကယနေ့မလ29ရက်ညပိုင်းမှာထုတ်ပြန်ကျင်းညာထားပါရယ်။ မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်သခိုင်းမန္တလေးဘက်ကိုနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာအဆောက်အုံများ၊စေရီပထိုးများ၊ဗလီများ၊ကြောင်းများ၊လန္ဒရာများပြိုကျပျက်စီးခဲ့ပြီးတော့လူထောင်ချီတေဆုံးကတောင်းနှင်းချီတရားရရှိခဲ့သူများကိုအရေးပေါ်ကူသမှုပေးရန်လိုအပ်လျက်ရှိသည်ဟုအန်ယူဂျီကဆိုပါတယ်။ ထို့ကြောင့်ငလင်တန်းချောင်းအဆောက်အများတွင်ပိတ်မိနေတဲ့ပြည်သူများကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလင်ဘေးသင့်ဒေသများတွင် NUG ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်မှခုခံကာကွယ်စစ်မှတပါထိုးစစ်အားလုံးကို မလ30ရက်မှစတင်ကနှစ်ပတ်ကြာရှင်းလင်းထားမယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ ရှင်းပြင်းစစ်ကောင်စီထင်းချုပ်နေမြများဖြစ်သည့်မြို့ကြီးများတွင်လုံခြုံရေးအာမခံချက်ရှိပါက NUG နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်စီရီယံဝန်ထမ်းများကနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကငလင်ပေးသည့်ပြည်သူများကိုအရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါသည် ဆက်လက်ပြီးတော့ NUG ထိန်းချုပ်နေပြည်များမှငလင်ဘေးသင့်ပြည်သူများကိုလည်းနီလန်ပေါင်းဆောင်ဖြင့်အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ကနအူအမေရိကန်ဒေါ်လာတက်တန်းသုံးဆွဲသွားမယ်လို့လည်းကြေညာထားပါတယ်တို့ပြင်ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများ INGOS များအနေဖြင့်ငလင်ဘေးသင့်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန် UNG ကဖိတ်ခေါ်ထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကြောင်ကတော့ ငလင်ကြောင့်ပြည်သူလူထုရဲ့အသက်အဝင်စီစဉ်များပျက်စီးဆုံးရှုံးရမှုပေါ်ဝန်းနေရကြောင်းညီတော်မဟာမိတ်တုံးဖွဲ့ထုတ်ပြန်ငလင်ကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်များပျက်စီးဆုံးရှုံးမှုပေါ်ဝန်းနေရကြောင်းညီတော်မဟာမိတ်တုံးဖွဲ့ထုတ်ပြန်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်များပျက်စီးဆုံးရှုံးရမှုပေါ်မိသားစုဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲကယနေ့မလ29ရက်နေ့မှာထုတ်ပြန်ပါရယ် မလာ၂၈ရက်နေ့လယ်၁၂:၅၁မိနစ်ချိန်မြန်မာနိုင်ငံအလဲပိုင်းစကိုင်းနှင့်မန္တလေးမြို့များအနီးကိုပဟိုပြု၍ Airstar's Gate 9.3အဆင့်ရှိအလွန်ပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်များလည်းအကြိမ်မောင်းများစွာဆက်လက်လှုပ်ခတ်ခဲ့ကြောင်းသိရှိရသည်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါသည် အားပြင်းကလင်းကြောင့်သကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်ပအဝင်နိုင်ငံရဲ့အနေအထားဒေသအများပြား၌ပြည်သူလူထုရဲ့အသက်အိုးအိမ်ထိခိုက်ပျက်စီးမှုဖះကြောင်းကံစီရီပထုများပလိများပအဝင်သာသနိကအဆောင်များရှေးဟောင်းရင်ကျေးမှုအမွေနေများဟိုတယ်များလူနေတိုက်တန်းများစေပေကမ်းများပါဝင်မြောင်များစွာထိကပြည့်စည်ဆုံးရှုံးကြရလို့ထုတ်ပြန်ထားပါတယ် တဘာဝဘေးရန်ကြောင့်ပြည်သူလူထုများအသက်အိုးအိမ်စီစိမ်နဲ့အဆောက်အုံများစွာတို့ပျက်စီးဆုံးရှုံးကြရမှုပေါ့မိမိတို့ညီနောင်မဟာမိတ်သုံးဘွဲ့အနေနဲ့ကာယကံရွှေမိသားစုများဆွေမျိုးများနဲ့ထပ်တူဝန်းနေရပြီးများစွာစိတ်မကောင်းဖြစ်ရပါတယ်လို့ဖော်ပြထားပါတယ်ညီနောင်မဟာမိတ်သုံးဘွဲ့အနေနဲ့ငလင်ဘေးတံတဲ့ပြည်သူများအားစာနာထောက်ထားသောအားဖြင့်မိမိတို့တနိုင်သည်များကိုအမြန်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုစိတ်ဓာတ်သူရင်းညီကိုစိတ်ဓာတ်အပြည့်ဖြင့်အတိပေးထုတ်ပြန်အပ်ပါတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်တို့ပြင်လှုပ်ခတ်ခဲ့သောအင်အားပြင်းငလေးနဲ့နောက်ဆက်တွဲငလေးများကြောင့်ထိခိုက်သေးဆုံးပျက်စီးဆုံးရှုံးမှုပကတိမြေပြင်အချက်အလက်များနဲ့ဇလားဖေရာတိုင်းထွာချက်များအရာနောက်ဆက်တွဲငလေးများထပ်မံလှုပ်ခတ်ဖွယ်ရှိနိုင်၍ပြည်သူများအထူးသတိပြုသွားလာနေထိုင်ကြရန်နှင့်တရင်မှန်များအားနားဆွင့်ထားကြရန်ညီနောင်မဟာမိတ်တုံးဘွဲကအကြံပြုတိုက်တွန်းထားပါသည် ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြောင့်မျိုးပြကြည်လိုဖြစ်သွားတဲ့မန္တလေးမှာထိရောက်တဲ့ကုညီကယ်ဆယ်မှုများဖျားပြင်းငလင်ကြောင့်ပြည်စည်းဆုံးရှုံးမှုကြီးမားတဲ့မန္တလေးမြို့မှာပြိုကျနေတဲ့အဆောင်တွေကြောင့်ပိတ်မိနေသူတွေကိုထိရောက်တဲ့ရှာဖွေကယ်ဆယ်ရေးအပူတပြင်းလုံဆောင်နိုင်တာမရှိတာကိုမျိုးကနေစင်ရသိရပါဗျာ ရနေ့မလ28ရက်မွန်းလွဲပိုင်း12:50မိနစ်ဝင်ချိန်ကငလင်းလုတ်ပြီးနောက်ဒီနေ့မွန်းလွဲပိုင်းအထိ24နာရီကြာမြင့်လာပြီးမြဲအပြည့်စည်းရွေကြာပိမိနေသူတွေအများစုကကုညီကယ်ဆယ်ရေးမရရှိကြသေးပါဘူးအထက်7တက်ရှိပြီးမြေကြီးထဲကို၄တက်လောက်ဂျုံဝင်သွားတဲ့အောင်မြင်တောင်ဆန်မြို့နယ်ရှိ Sky Villa ကိုလို့မှာဆိုရင်လည်းထိရောက်တဲ့ရှားပွေကယ်ဆယ်မှုမျိုးမတွေ့ရပါဘူး ကယ်ဆယ်ရေးဖွဲ့ဟာလူဆယ်ယောက်လောက်နဲ့ပတ်ဟိုတစ်စီးပဲရှိရလို့ Sky Filler ကွန်တိုကယ်ဆယ်ခြေနေကိုမြင်တွေ့ခဲ့ရတဲ့မန္တလေးမြို့ကန်ကပြောပါရယ်။ဒါလူမှုကွန်ရက်မှာလူပြောများနေတဲ့ Sky Filler ကွန်တိုရဲ့အခြေအနေဖြစ်ပြီးမန္တလေးမြို့ရင်းကပြိုကျပျက်စီးနေတဲ့တခြားသောအဆောက်အဦတွေအောက်မှာမရင်မတွန်းနိုင်အောင်ပိတ်မိနေသူတွေကိုလည်းကယ်ထုတ်ဖို့အတွက်အာနာသိန်းစစ်ကောင်စီရဲ့မန္တလေးတိုင်းအစိုးရကလုံလောက်တဲ့အားထုတ်မှုမျိုးမရှိဘူးလို့မြို့ကန်နေစီကသိရပါရယ်။ ဒီမနက်ပိုင်းကတော့မန္တလေးမြို့နန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်စီစစ်ကောင်စီကောင်းဆောင်လာရောက်သွားပါသေးတယ်။ငလင်းလှုပ်ပြီးနောက်ဒီနေ့မှဆိုရင်မန္တလေးမြောက်ပြင်ရမှာနေအိမ်နေတဲ့နေထိုင်မှုဆိုးရွားနာကြောင့်ကျုံမြောက်ဖက်နဲ့ကျုံအနောက်ခြံလမ်းဘေးနေရာတွေမှာမိုးကတဲထုပ်ပြီးနေထိုင်ကြတဲ့မျိုးကန်တွေလည်းရှိလာကြပါသေးတယ်။ လုံးဝပြိုကျသွားတော့နေမရတဲ့သူတွေတော်တော်များများလမ်းပေါ်မှာပဲကိုယ်အစီအစဉ်နဲ့ကိုဖြည့်ရှင်းနေရတာပေါ့လို့နေရင်ပြိုကျလို့ကျုံနောက်ချမ်းစကူလန်နေရာတဲထိုးနေထိုင်နေရသူတို့ကပြောပါရယ်မန္တလေးမြို့ရဲ့အနောက်ချမ်းနဲ့မြောက်ချမ်းတွေရှိအဆောင်တွေအများဆုံးထိခိုက်ပြိုကျပျက်စီးသွားတာပဲဖြစ်ပါတယ်ငလင်းကြောင့်မန္တလေးမြို့ဟာဆိုရင်မြို့ပြကြီးတစ်ဖွဲဖြစ်နေတယ်လို့မြို့ကန်တွေကဆိုကြပါရယ် စစ်ကောင်စီရဲ့အစင်းရတော့ငလင်ကြောင့်မန္တလေးတိုင်းမှာသေဆုံးသူ694ဦးဒဏ်ရာရရှိသူ1690ဦးနဲ့ပျောက်ဆုံးနေသူ68ဦးရှိရလို့သိရပါတယ်။မန္တလေးမြို့ကန်တွေကတော့မြေပြင်ကအခြေအနေက စစ်ကောင်စီစီးရင်ထက်ကွာဟချက်ကြီးမားတယ်လို့ပြောကြပါတယ်။ဆက်လက်ပြီးတော့တင်းဆက်ပေးခြင်းတဲ့တရင်ကြောင်ကတော့နိုင်ငံတဘာဝပေးကြနေခြင်းအင်တာနက်ဆက်သွယ်ရေးလမ်းများကိုစစ်ကောင်စီကဆက်ပိတ်ထား ငလင်းတန်းသင်မီးနေရကြသည့်ထင်အင်တာနက်ဆက်သွယ်ရေးလမ်းများကိုစစ်ကောင်စီကပိတ်ပင်ထားဆဲဖြစ်ပါတယ်။တနိုင်ငံလုံးတိုင်းတာဖြင့်ဖုန်းလိုင်းဆက်သွယ်ရေးများအဆင်မပြေသလိုစစ်ကောင်စီကအာနာသိမ်းပြီးနောက်2021ကတည်းကကန့်သတ်ထားတဲ့အင်တာနက်ဆက်သွယ်ရေးကိုဆက်ပိတ်ထားပါတယ်။ကစိုးရီးကြားနေချိန်မှာလူတွေအတွက်ဆက်သွယ်ရေးအသက်တမျှအရေးကြီးနေချိန်မှာအင်တာနက်ကိုပြန်ဖွင့်ပေးဖို့လိုတယ်။အခုကပြည်သူကိုတက်နေရတဲ့အတူတူပဲလို့ရန်ကုန်မြို့မှဒေသခံတို့ကပြောပါရတယ်။ ရမန်နေကငလင်လုပ်ပြီးမိနစ်အနည်းငယ်အကြာ၌ဖုန်းလိုင်းများပြတ်တောက်နေချိန်မှာစစ်ကောင်စီအုပ်စုပိုင်းမိုင်းတဲဖုန်းများဆက်သွယ်ရရနေခဲ့ကြောင်းနေပြည်တော်ဒေသခံတို့ကပြောပါရတယ်။ လက်ရှိအလွန်ဆိုးရွားလာသောသဘာဝပေကြောင်နေချိန်တွင်ဖုန်းလိုင်းများထက်အင်တာနက်လိုင်းများကိုပိုပြီးတော့အားကိုးနေရကလူသုံးများသော Viber, Facebook, Messenger စသည်တို့ကိုအားကိုးနေရချိန်၌ VPN မခံဘဲတုံ့ရအောင်ဆောင်ရွက်ပေးရန်ကယ်ဆယ်ရေးလုံးနေသူများနဲ့ဘေးသင့်ဒေသမှပြည်သူများကအကူအညီတောင်းထားကြပါသည်။ငလင်းကြောင်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်း နေပြီးတော့ဘကိုးတိုင်းရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာငလင်တန်သစ်နေရာများကိုကယ်ဆယ်အတွက်အရေးပေါ်အခြေအနေသတ်မှတ်ကြောင်းစစ်ကောင်စီကမလ28ရက်မွန်လယ်ပိုင်းမှာကြေညာထားပါတယ်။ဒါ့ပြင်မဲ့အင်တာနက်ဆက်သွယ်ရေးကိုတော့ဆက်လက်ကန့်သတ်ထားပါတယ်။မလာ28ရက်နေ့12:50မိနစ်ကမန္တလေးမြို့ကိုပဟိုပြု၍ပီယာရစ်စတာစကိန်ခုနှစ်တသမခုနှစ်အဆင့်ဖြင့်အင်အားအလွန်ပြင်းထန်သည့်ငလင်လောက်ခတ်ပြီးနောက်ထပ်ငလင်များဆက်လုံနေပါသည် န္တလေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာငလင်ကြောင့်တိုက်ခိုက်ဆုံးရှုံးမှုအများဆုံးကြုံတွေ့နေရပြီးရှောက်ပွေကယ်ဆယ်ရေးလုပ်ငန်းများအရင်းပေါ်ကျန်းမာရေးဆောင်ရှောက်မှု အပြတ်အစီရှင်လင်းခြင်း၊လျှက်စစ်မီနဲ့ဆက်သွယ်ရေးကဏ္ဍများတွင်စိန်ခေါ်မှုများကြုံတွေ့နေရကြောင်းအမျိုးသားညညရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNI ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကယနေ့နေ့နောက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။